င်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဒီနေ့မတ်လ17ရက်နေ့ထုတ်တင်စာကြနေရဲကပြည်သက်စိတ်ဝင်စားမဲ့တဲ့နေ့ထုံးနှုတ်ဖတ်ကြပေးမယ့်အစီအစဉ်စတင်ပါပြီဒီအစီအစဉ်ကိုကျွန်မခင်းဖြစ်စုံနဲ့ကျွန်တော်အောင်သူတို့ကဖတ်ကြပေးပါမှာခင်ဗျာဟုတ်ကဲ့ပါရှင်အခုကောင်းသူတွေဒီနေ့ထုတ်တင်စာကြနေရဲကဒီမျက်နှာဖုံးတင်လေးတွေအရင်ဆုံးရေးချထားပါဗျ။ဒီနေ့အဓိကတော့ဒီပုဂ္ဂလိကတင်စာတွေရောနိုင်ငံမှာတင်စာတွေရဲ့မျက်နှာဖုံးနဲ့မှာပါဝင်လာတော့မနေ့ကရွေးချက်ခဲ့တဲ့ဒီဒုတိယသမ္မတအလောင်းပေါ့နော်အဲ့နဲ့ပတ်သက်တဲ့တင်လေးဒီ နိုင်ငံပိုင်သတင်းစာရီမှာတင်ထားတာကဒုတိယသမ္မတလောင်းနေရဲ့အမည်စင်းရင်းနေပေါ့နော်ဒီဦးထင်ကျော်ဒေါက်တာဆိုင်းမောက်ခိုင်ဦးဟင်နရီဗန်တီယူနဲ့ဦးခင်အောင်မြင့်တို့ကိုသူတို့အမည်စင်းတင်သွင်းနေဆိုရဲသူတို့ခေါင်းစဉ်နဲ့ပါတယ်ဟုတ်ကဲ့ပါအဲဆိုဒီနောက်တစ်ပုဒ်အနေနဲ့ကတော့ဒီနေ့ထုတ်ဒီစံတော်ချိန်နေ့စဉ်ရဲ့မျက်နှာဖုံးမှာရေးထားတဲ့ဒီ Federal ပြည်အောင်စုတည်ဆောင်နိုင်ဖို့ဒုတိယသမ္မတလောင်းများရွေးချယ်ခဲ့အစိုးရရဲ့လုပ်ငန်းစဉ်များကိုပွင့်လင်းမြင်သာစွာပြည်သူထံတင်ပြသွားမယ်ဆိုရဲခေါင်းစဉ်နဲ့သူကထုတ်ပြီးရေးသားထားတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဒီနောက်တစ်ခုနောက်တစ်ပုဒ်အနေနဲ့ကတော့ ီနေ့ထုတ်ဒီ The Voice Daily ရဲ့မျက်နှာပေါ်မှာပါဝင်တဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင်နဲ့ဌာနအကြီးအကဲ9ဦးကိုဝန်ထမ်းများကတမရယုံကိုတိုင်ကြားဆိုရဲကောင်းစင်ပေါ့နော်။အဲဒါလည်းတကယ်စိတ်ဝင်စားမှုကောင်းတဲ့သတင်းတစ်ခုပဲပေါ့ပြောလို့ရပါတယ်ပေါ့နော်။ဟုတ်ပါရှင်။ဒါတော့ဒီကနေ့ထွက်ရှိလာတဲ့သတင်းစာတွေ channel တွေရဲ့မျက်နှာပေါ်တွေမှာအကောင့်နဲ့သတင်းတွေကိုဖော်ပြပေးထားတာပါ။ဟုတ်တယ်ပါ။ဟုတ်ကဲ့ကျွန်တော်ကတော့တပုတ်တပုတ်အနေနဲ့ပေါ့နော်။ဒီစံတော်ချိန်နေ့စဉ်သတင်းစာမှာဖော်ပြပေးထားတဲ့အေရီဒါအဝန်ဟုတ်ကျွန်တော်ဖတ်ပြပေးကြပါမယ်။အေရီဒါအဘော်ရဲ့ခေါင်းစဉ်ကတော့ကျွန်တော်တို့တွင်ကခေါင်းဆောင်ကောင်းရှိ၏ဆိုပြီးတော့ပြောထားတယ်။ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှာတဲ့ဒုတိယသမ္မတလောင်းအမည်စီရင်တင်သွင်းခံရသူ၄ဦးကိုတဲ့မလာ၁၇ရက်နေ့ဒီနေ့မှာပေါ့နော်နိုင်ငံတော်သမ္မတအရေးအချက်နဲ့ကန့်ညီမှုရှိမရှိစစ်ဆစ်ပြီးတော့မဲခွဲဆုံးဖြတ်ထုတ်မှာလည်းဖြစ်ပါတယ်တဲ့လွတ်လပ်ရေးရပြီးချိန်ကနေစပြီးတော့နိုင်ငံရေးအာဏာပိုင်မောင်းပိုင်စီးမှုနဲ့ရင်ဆိုင်ခဲ့ရတဲ့မြန်မာနိုင်ငံရေးရေးစီးကြောင်းကာလာတဲ့တိမ်ငွေသောအချို့အခွေတခုလည်းရောက်ရှိလာခဲ့ပါပြီတဲ့မလာ၁၀ရက်နေ့လွှတ်တော်အစည်းအဝေးတွေမှာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကအဆိုပြုခဲ့တဲ့ဒုတိယသမ္မတလောင်းများအ낵အူမှာအများမျှော်လင့်ထားတဲ့အတိုင်း အမျိုးသားစာစုကြီးမင်းတူဝင်သားဦးထင်ကျော်ဖြစ်ပြီးတော့တဲ့ကျန်တူကတော့တမနာလောင်းဖြစ်နိုင်သူစည်ရင်နိုင်တဲ့ပါဝင်ခဲ့ဘူးတဲ့သူမဟုတ်ဖက်နဲ့ချင်းတိုင်းရင်သားဦးဟင်နီဗန်တီယူဖြစ်နေပြီကိုတဲ့အားလုံး အာတင်ပွဲတွေ့ရှိခဲ့ရပါတယ်ဟုတ်ပါတယ်ဒါကတော့ကျွန်တော်တို့မနေ့ကတော့ဒုတိယသမ္မတလောက်ကောင်းနေတင်ပြီးတဲ့အချိန်မှာဦးထင်ကျော်ကအများစိတ်ဝင်စားခဲ့တဲ့သူတယောက်ဖြစ်ခဲ့တဲ့ဆိုပေမဲ့ကျွန်တော်တို့မျိုးသားလှတော်ဘက်ကတင်လာခဲ့တဲ့ဦးဟင်နီဗန်ချီယူနဲ့ပတ်သက်ပြီးတော့သတင်းဌာနတွေလည်းတော်တော်လေးအလုပ်ရှုပ်ခဲ့တာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ biography တွေကိုနောက်ကလိုက်တဲ့သူ့ရဲ့ဥစ္စာစုံလမ်းမှုတွေလောက်တဲ့အခါမှာဒီပေါ်တော့ဘယ်သူမှတိတ်ပြီးတော့မသိတဲ့မချင်မှတ်ထားတဲ့လူဖြစ်သွားတာပေါ့နော်အဒီကတော့ဟုတ်ကဲ့အဲ့လိုမျိုးသူဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲအာအတင်ခဲ့တယ်ဆိုတာမှန်ပါတယ်။နောက်ဒီမှာထပ်ပြီးတော့ဖော်ပြပေးထားတာကတော့ တနည်းအားဖြင့်ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ခေါင်းဆောင်ဖြစ်တဲ့တိုင်းနဲ့ပုံမှန်59စာလုံးကြောင့်တမလားရာလူမရခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာတဲ့အမျိုးသားပြည်လည်တင့်မြင့်ရေးလုပ်ငန်းစဉ်တွေနဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတီထောက်ရေးလုပ်ငန်းစဉ်တို့ပါတဲ့ရဲဝင်းနဲ့ခြေလန်းတလန်းကိုလည်းစတင်လိုက်တဲ့သဘောလည်းဖြစ်ပါတယ်ဆိုပြီးတော့ဒီမှာအေဒါဖော်ပြပေးထားပါတယ်။ဒါပေမဲ့လည်းလွှတ်တော်ရဲ့ဒုတိယတမလားလောင်းအမည်စရင်တင်သွင်းတဲ့နေ့မှာပဲဒေါအောင်ဆန်းစုကြည်ရဲ့ပန်ကြားချက်တဆောင်လဲတဲ့ကိုတိုင်းလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးတော့လိုရာပန်းတိုင်ကိုတဲ့နိုင်ငံတော် ရောက်ရှိရတဲ့အတွက်တပြည်သူများကဉာဏ်ပညာမျှော်အမြင်ဖြစ်တဲ့ဝိုင်းရံထောက်ခံပေးပါရဲ့မေတ္တာရက်ခံထားဒီကိုလည်းတွေ့ရပါတယ်တဏှိယဖြစ်ပြောမယ်ဆိုရင်တော့နိုင်ငံရေးအရာအလွန်အကဲဆက်လာတဲ့အချိုးအကွေ့ကာလတစ်ခုကိုတဲ့စတဲ့ဝင်ရောက်ချိန်မှာညာနဲ့ရှင်နဲ့ပြည်သူထောက်ခံမှုကိုတဲ့တောင်းခံလိုက်တာလည်းဖြစ်ပါတယ်ဆိုတော့အဲဒါထောက်ပြပေးထားပါတယ်ဒီမှာဆက်ပြီးတော့ဖော်ပြပေးထားတာကတော့ဒီလိုမျိုးပေါ့နော် ဒီအချက်တွေကိုတဲ့ကောင်းစွာသိမြင်ထားတဲ့ဒေါန်ဆန်းစုကြည်ဟာတဲ့အမျိုးသားပြန်လည်သိမြင်ရင်မူဝါဒတွေကိုတဲ့တပ်မတော်ကိုစီယုံပြီးတော့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကိုတဲ့ဥဆောင်ခွင့်ရရင်တဲ့ကျူပန်ခဲ့ပေမဲ့လည်းထင်တိုင်းခီးမပေါက်ခဲ့ပါဘူးတဲ့စိတ်ရှိတီးခန့်နိုင်စွမ်းသဘောထားကြီးမြတ်မှုတို့ကြောင့်လည်းနိုင်ငံရေးယူသားမှုဂုံကြီးမားခဲ့တဲ့ဒေါန်ဆန်းစုကြည်ဟာအစိုးရအဖွဲ့ကိုရောလည်းလှတ်တော်အခင်းချင်းကိုပါအမျိုးသားပြန်လည်သိမြင်ရင်မူဝါဒအပေါ်တဲ့အခြေခံပြီးတော့ပုံဖော်ထုစစ်ဖို့လည်းလိုအပ်ပါတယ်တဲ့ 我三四天也来，也也看到阿片，然后派出所去个屋里也这么大楼，我不片来了，话屋里，他们买了冰毒了，钱呢嘛，心里嘞，冰毒这么大，阿片搞到室内也店里话，我妈妈嘞，收他的，收店的人过来，地药的过来，来嘞收毒的，他把毒过来，两边鼻内嘞，墙上阿片留出来，因为涂墙上尿过嘛，嘛冰毒嘛，也是他被片下来，墙上人家嘞两张阿袋，没没没动，室内收人也拿了，六张三楼人家当得来也话嘞，是不是？好歹他玩。我干嘛？ ောက်ဆိုရင်တော့ဒီနောက်တစ်ပုတ်အနေနဲ့ညီမဒီနေ့ထုတ်နေပြည်မြန်မာသတင်းစာရဲ့ပေါ့နော်စာမျက်နှာ9မှာပါတဲ့သတင်းတစ်ပုတ်ထပ်ပြီးရွေးချယ်ထားပါတယ်အဲ့ဒါတော့ဒီလက်ဘရန်ကျောင်းသားတပိတ် မနေကပေါ့တနှစ်ပြည့်သွားတာနဲ့ပတ်သက်ပြီးတော့ဒီတနှစ်ပြည့်အခမ်းအနားလည်း brand မျိုးမှာကျင်းပရဲဆိုတဲ့တင်လေးပေါ့နော်ဟုတ်ဒီအမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရတဲ့တောင်းဆိုဆန္ဒပြတဲ့ကျောင်းသားတပိတ်ကိုရဲအင်အားသုံးပြုခွင့်ခံရတဲ့တနှစ်ပြည့်အခမ်းအနားကိုလက်ဘရန်မြို့မှာမတ်လ10ရက်နေ့မှာကျင်းပခဲ့ပါတယ်တဲ့အဲဒီမှာဒီကျင်းပရမှာပါဝင်နေပေါ့နော်ကျောင်းသားကောင်းဆောင်ကိုအောင်နေပိုင်းကပြောထားတာကတော့ကျွန်တော်တို့ယုံကြည်ရယုံကြည်တဲ့ပညာရေးစနစ်ကိုတောင်းဆိုရတဲ့အတွက်အကြမ်းဖက်ဖွေခွင့်မှုကိုအတားတကြီးဖန်ခံခဲ့ပါတယ်တဲ့ ကျောင်းများကျောင်းသားအများစုကထောင်ထဲမှာပဲရှိနေပါသေးတယ်။ဘလို့အခြေအနေပဲဖြစ်နေပါစေကျွန်တော်တို့တောင်းဆိုတဲ့ဒီမိုကရေစီပညာရေးစနစ်ကိုမရမချင်းဆက်လက်ပြီးတော့တောင်းဆိုသွားမှာပါဆိုပြီးတော့ဒီခန်းနာမှာပြောကြားသွားခဲ့ရပါတော့။ဟုတ်ကဲ့ဒီအကြမ်းဖက်မှုမှာတဲ့ကျွမ်းကျင်ရင်းခဲ့တဲ့ကျောင်းသားတွေအုံပြုခဲ့တဲ့ဖက်နက်အင်ဂျီခမောက်အဲ့ဒါတွေကိုကျမ်းမြင်မှာခင်းကျင်းပြီးတော့ဗောနောကျောင်းသားတပည့်မှာလှုပ်ရှားခဲ့တဲ့ပုံတွေကိုတို့ကပြင်ပြီးတော့တရုပ်ဖော်ပြသပြီးတော့ဆူတောင်းတာတွေတို့ဒီကျောင်းသားတပည့်ကိုဆက်လက်ပြီးတော့ပြုလုပ်သွားမယ်။ဒီတို့လိုချင်တဲ့ဒီမိုကရေစီပညာရေးစနစ်ရတဲ့အထိလုပ်သွားမယ်ဆိုတဲ့ဟာအဓိကဖော်ပြထားတဲ့သတင်းဖြစ်ပါတယ်ဗောနော။ အားလုံးမနေ့ကတော့ကျွန်တော်တို့လွှတ်တော်မှာဒုတိယသမ္မတလောင်းလေးရွေးချယ်သလိုပဲလက်ကမ်းကျောင်းသားတွေဖြိုခွင်းမှုအခမ်းအနားတွေလည်းကျင်းပခဲ့တာပေါ့နော်။ဟုတ်ကဲ့ပါကျွန်တော်ကတော့နောက်ထပ်တပုတ်အနေနဲ့ပေါ့နော်ဒီမိုကရေစီ2လေးတရင်စာမှာဖော်ပြထားတဲ့တရင်တပုတ်ကိုကျွန်တော်ဖတ်ပြပေးပြခြင်းပါတယ်။ဒါကတော့ကျွန်တော်တို့ဒီတစ်နှစ်တစ်ခါမှကြာရောက်ခဲ့တဲ့တကြံကိစ္စပေါ့နော်။အဲဒီကြံမှာကျွန်တော်တို့မန်တက်တွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့တရင်လေးဖော်ပြပေးထားတာပါ။တရင်ကောင်းစရာဘယ်လိုဖော်ပြပေးထားလဲဆိုတော့တကြံမန်တက်တွေကိုလည်းပွင့်လင်းမြင်သာစွာနေရာချထားပေးရတဲ့စတောက်လုတ်ခွင့်ပါမဲ့လက်လွဲရောင်းချသူတွေကိုလည်းထိရောက်စွာအေးအေးယူတင်ကြောင်း နှစ်စဉ်မန်နဲ့စောက်လို့သူတွေကပြောကြတယ်ဒါတော့နှစ်စဉ်နဲ့တိုင်းဖြစ်ပြနေတဲ့ကိစ္စကိုပေါ့နော်တတင်းကဖော်ပြပေးထားတာပါ။ဒါတွေရေးထားတယ်ဆိုတော့ကျွန်တော်ဖော်ပြဖတ်ပြပေးပါမယ်။ဒီတကြံမန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလိုမျိုးဒီနေ့တကြံပါတယ်ရေကစားမန်နဲ့ပါဝင်ပါမစ်တွေကိုလက်လွဲရောင်းချမှုတွေမပြူရဆိုပြီးတော့ရန်ကုန်မြို့တော်စီမင်း မန်ဒက်နေရာချထားရေးကော်မတီကလည်းနှစ်စဉ်ထုတ်ပြန်ခဲ့ပေမဲ့လည်းရေကစားမန်ဒက်ပါမစ်တွေကိုတဲ့စီးပွားဖြစ်ရောင်းချမှုများရှိနေပြီးတော့၎င်းတို့ထံကနေပြီးတော့တစ်စင့်ပြန်လဲဝယ်ယူစောင့်လုပ်သူတွေအတွက်လည်းများစွာနှစ်နာမှုတွေဖြစ်နေပြီးတဲ့ယခုနှစ်ပွင်လင်းမြင်သာစွာမန်ဒက်တွေကိုတဲ့နေရာချထားပေးရလိုအပ်ကြောင်းနှစ်စဉ်မန်ဒက်ရှောက်ထားသူတွေကပြောကြားတာပါဆိုတော့ဖော်ပြပေးထားပါတယ်ဒီမှာအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီမှာဖော်ပြပေးထားတာကတော့ကန်တော်ကြီးပလန်ကမှာဗောနော်အမြဲတမ်းပါမစ်ရှောက်ထားတဲ့သူဗောနော် တယောက်ကပြောထားတာဆိုရင်တဲ့ကျွန်တော်တို့အနေနဲ့တဲ့မန်တက်ရှောက်တယ်တဲ့တစ်နှစ်မှမကြဘူးတဲ့ကျွန်တော်တို့အနေနဲ့ပါမဲကြခဲ့တဲ့သူတွေကဘလို့လူတွေလဲဆိုတာလဲသိပါတယ်တဲ့ကျွန်တော်တို့အနေနဲ့နှစ်တိုင်းပါမဲဝယ်ပြီးတော့ထိုးခဲ့ပါလေတဲ့ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင်တက်တန်းတက်ရှောက်ဝယ်ဆောက်ခဲ့တာကများပါတယ်တဲ့ဝယ်ဆောက်ခဲ့ရတဲ့သူတွေဖြစ်တဲ့အတွက်ပါမဲရောင်းစားတဲ့လူရန်စားတရက်တက်တက်ရှိနေပါတယ်ဆိုပြီးတော့ဒီသတင်းမှာဖော်ပြပေးထားပါတယ်ဒါတော့ကျွန်တော်နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရတဲ့ကိစ္စလေးတစ်ခုပါနော်ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီ ဒီဘောတော့ဒီလက်ရှိအစိုးရပြောင်းလဲကာလမှာဒီကြံရှိနေတဲ့အစိုးရကဆောက်လာတွေကိုလက်သွင်းခံပြီးတော့မန်ဒက်ဆောက်လုပ်ခွင့်ဥစ္စာတွေကိုပေါ့နော်နောက်အသက်လာတဲ့အစိုးရဆစ်စစ်ပြီးတော့ရွေးချယ်ပေးရမှာဆိုပြီးတော့ပြန်ပြီးတော့ရှင်းလင်းထားတဲ့ဥစ္စာလည်းရှိပါတယ်ဗျာဟုတ်ကဲ့ပါဒါတကြံမတိုင်ခင်မှာဒီမန်ဒက်ပါမင်ပြဿနာလည်းတော်တော်ဦးနှစ်စက်နေတိုင်းအကြုံတွေ့နေရတဲ့ပြဿနာလို့ပြောလို့ရပါတယ်ဟိုပါမင်ကိုဒီလိုဈေးတင်ရိုက်တာတို့ပြဿနာနေပါမင်စီအရင်ကြီးသွားတာပေါ့နော်အဲ့ပြဿနာကိုဒီနေ့ဘယ်လိုဖြေရှင်းမလဲဆိုတော့ထောင်ကြရမယ်အနေထားဖြစ်နေရပါတော့ဟုတ်ကဲ့ ဟုတ်ကဲ့အဲဆိုရင်တော့ကိုနောက်တစ်ပုတ်အနေနဲ့ဒီနေ့ထုတ်ဒီ7 daily seminar လေးကဒီနေ့တော့ထပ်ပြီးရွေးချယ်ထားပါဗျ။အဲတော့ဒီခလေးမျိုးခြေတိုင်တဆိုင်ကိုမျက်နှာဖုံးစွတ်တနတ်သမားတအုပ်ကနေကင်းကြအောင်ဓမြတိုက်ဆိုရဲကောင်းစင်နေပါနော်။အခုဒီခလေးမျိုးအောင်မြင်မှန်ရက်ွက်နေမြေလေးမှာရှိရတဲ့ခြေတိုင်တဆိုင်ကိုမျက်နှာဖုံးစွတ်အမျိုးသားတအုပ်ကတနတ်ကင်ဆောင်ပြီးတော့ခြေတိုင်ပစ္စည်းများကိုနေကင်းကြအောင်လူရဲတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပါတယ်တဲ့။ဒီ ချစ်စင်มาပေါ့เนาะဒီဘလိုဘလိုဖြစ်လဲသူကဆိုင်ကိုရဲတနက်နဲ့ပြေးဝင်လာပြီးတော့ဓမြတိုင်တယ်တဲ့ဆိုင်ကင်းနဲ့ထွက်ပြီးသွားပါတယ်တဲ့တရင်ရတာနဲ့ခရိုင်ရဲတပ်ဖွဲ့ကချက်ချင်းကားနဲ့လိုက်ပြီးတော့ဖမ်းမိသွားတယ်တဲ့အခုတော့အမှုကိုဆက်လက်စစ်ဆေးနေရဲဆိုပြီးတော့ဖော်ပြထားတယ်ပေါ့เนาะဒီလူသက်မှုကျွန်းသူရဲလူသက်မှုကျွန်းသူကဒီကံကောမြို့နယ်ကဦးဝင်းကြည်ဆိုတာဖြစ်ပြီးတော့ပေါ့เนาะဖမ်းဆီးရမိခဲ့တဲ့သူနဲ့အတူတဲ့တူမီတနက်နဲ့ရွှေရည်ပစ္စည်းမျိုးစုံအလေးချိန်ဆက်နှက်ချက်သား14ပဲ6ရွေးတို့ကိုလည်းကြက်သိန်းတရာကျော်ဝန်းဒီပေါ့ပြန်လဲဖန်းစီရမိခဲ့တယ်ဆိုပြီးတော့ရေးသားထားတယ်ပေါ့နော် အရင်ကတော့ဒီလိုနေရင်းကြောင်တောင်မျက်နှာဖုံးဆိုပြီးတရားတိုင်းဟိုဒီဖြစ်နေတယ်ဆိုရဲတရင်ုံတော့အရင်ကတော့ဖော်ပြထားတာပုံစံပေါ့နော်ဒီမြန်မာနိုင်ငံမှာအခုလည်းရှိရလဲဒီဟိုမှုကင်းတရင်နေရလဲနေ့စဉ်နေ့တိုင်းဂျန်နေတိုင်းမှာပါနေတယ်လို့ဖြစ်နေရပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဒီမက်ခနင်းဖြူဆိုကနေပြီးတော့ဒီမှုကင်းတရင်တဘုတ်ကိုဖတ်ပြသွားတယ်လို့ပဲကျွန်တော်ဒီစီဇန်ရဲ့နောက်ဆုံးပေါ့နော်ဒီကာတူနင်းတစ်ခွက်မှာလဲဒီမှုကင်းတဲ့တက်ဆိုင်တဲ့ကာတူနင်းတစ်ခွက်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဒါတော့ဘာကိုဖော်ပြပေးထားလဲဆိုတော့လူတယောက်ကနေပြီးတော့တရင်စာဖတ်နေတယ်သူဖတ်နေတဲ့တရင်စာကမှုကင်းတရင်စာအဲ့ မလူတယောက်ကဘာပြောလဲဆိုတော့ရခင်တော့ကလည်းကြောက်ခက်မှကြေးခက်တဲ့တန်ခက်ပေါ့နော်ယခုကတော့လည်းဓာတ်ခက်ပေါ့ဆိုတော့သူကပြောတယ်ဘာကြောင့်ပြောတာလဲဆိုတော့သူကဒီသတင်းစာကိုဖတ်ပြီးတော့မှသူကအဲ့လိုမျိုးပြောတာဒီသတင်းစာမှာသူဖတ်လိုက်ရတာကမှုကင်းသတင်းတစ်ပုဒ်ရှိတယ်ဘာသတင်းလဲဆိုတော့သူကတုံးနဲ့တမိအားတဲ့ဓာတ်ဖြစ်မှွန်တက်နောက်ထပ်တစ်ပုဒ်ကြတော့တလန်းနဲ့တဲ့နေသူတငယ်ချင်းအားတဲ့ဓာတ်ဖြစ်ထိုးတယ် နောက်တစ်ခုကြတော့ပြည်ချင်းတကူမှာတဲ့စကားများရာကဓာဖြစ်ထိုးလူတက်မှုတွေကဓာနဲ့ထိုးခဲ့တဲ့အတွက်ကြောင့်ပေါ့ဓာနဲ့ထိုးပြီးတော့ဖြစ်ခဲ့တဲ့ပေါ့နော်လူတက်မှုတွေများနေတဲ့အတွက်ကြောင့်သူကတော့အခုခက်ကဓာခက်ဆိုတော့သူကတော့ပြောလိုက်တာပါခင်ဗျာဟုတ်ကဲ့ပါဒီမကြသေးမီကလည်းဟိုချစ်သူချင်းချင်းဓာနဲ့ထိုးမှုတွေတုံးဝင်စလာလုံးနေရာမျိုးတွေမှာလည်းဖြစ်တာရဲ့များနေရပေါ့နော်အော်ဒီမှုကင်းတဲ့နေနေရာလည်းတပြေးပြေးနဲ့မြင့်တက်လာရဲ့ပေါ့နော်အဲ့ဟာကိုဒီဒီကြကြထိန်းချုပ်ပေးဖို့လည်းလိုအပ်နေရဲ့ဆိုတဲ့အနေထားဖြစ်နေရပေါ့နော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါရှင့်အဲ့ဆိုရင် ဒီနေ့ထုတ်သတင်းစာ channel တွေကပြည်သက်စိတ်ဝင်စားတဲ့သတင်းတွေထုံးထုံးဖတ်ကြပေးတဲ့အစီအစဉ်ပြီးဆုံးပါပြီ။ဒီ video ကိုကြည့်ရှုနေတဲ့ပြည်သက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။